ငါနေပြန်တော့လေကြွေရမ်းမိပါထောင်ရရမ်းမိပါကမိပါထံငါတို့များစားဝယ်တော့ရံကလေးအိမ်နီးနာချင်းကန့်နေလို့ခင်းကောင်းတစ်ခွက်ချင်ရင်ပို့မဟဲ့စိတ်ကူးသလားကူးပါဦးပို့ပါဦးခင်းကောင်းချက်သူတို့ကြီးပိတ်စားကိုယ့်အိမ်ခင်းကောင်းမချက်တော့ပကံများတဲ့ထမင်းလေးတွေထည့်ပြီးအမေတို့အိမ်ကျက်သားချက်တဲ့ဆိုသွားနှိုက်တော့အိမ်ကောင်းတော်ကရောက်တော့နှိုက်တော့ ဒါတောင်ဒီမိုးမမှန်ဘူးနော်ပရိသတ်အံ့ရကြီးဩအတော်လေးကွာခြားသွားပြီဒါကြောင့်ဟဲ့ဤငယ်နှမငယ်တို့အကိုတို့အမတို့ဖုန်းကြီးတရားပွဲလာတာများတမန်ငါရှန်ကလာမသွားကြနဲ့ပင်ငန်းစာတွေကိုများစွာပေးတယ်ကျုပ်တရားပွဲတိုင်းတရားပွဲတိုင်းဒါကြောင့်တစ်နှစ်တစ်ခေါက်မောင်သူနှစ်တည်းမေသူဇာတာတို့မိဘထံအလဲအပတ်သွားသွားပြီးတော့ခတ်တော့ကြတယ်လို့ လက်ဆောင်ပနာကောင်းတွေဖြင့်မိဘကိုကြောကြပူဇော်ကြသလိုတောင်လူမျိုးကတိမ်တောင်နဲ့အကိုအမငှတဲ့နယ်ပေမဲ့ပြုတ်နေကြတာမို့တိမ်တောင်လည်းညီငယ်နှမပဲအကုန်ပြောရတာကိုကငါအသက်က40နဲ့6နှစ်46နှစ်ချင်းရောက်လာပြီသူတို့အိမ်တောင်ပြုတ်တာက14နှစ်ဆိုပါသွားပြီဒီတော့ပြောရသေးတာဟဲ့အိမ်တောင်လည်းဆိုလို့အကုန်မကြီးပြောလို့မရဘူးညီငယ်နှမငယ်လေးထဲရတယ် ဒီလိုအိမ်လုံးလည်းကွာရောက်လာရင်တစ်နှစ်တစ်ခေါက်တော်မိပါထံရောက်အောင်ပူဇော်ကြပါသွားပြီးတော့ကြတော့ကြပါမကောင်းဘူးလားဟိတ်တိုက်ထွက်သွားပြီဟိတ်မောင်သူနှစ်တက်နဲ့မေသူဇာတာတို့မေသူဇာတာကကိုသူနှစ်တက်ရဲ့နှမတော့ညောင်းလုံးလို့လက်နောက်ကဆင်းပြီးတော့ခြေချင်းရှောက်လို့ခစ်တာလိုက်အောင်မယ်ဆံမလေးဖြန့်လို့ လဲနောက်ကလိုက်မောင်သူလက်တာကြီးကလဲပေါ်ဖာလွားဖာလွားနဲ့မောင်ရင်မောင်ရင်အသွာတိုင်းပြီအုပ်ထုတ်တဲ့ပြမရမင်းကြီးကလည်းဆင်းပြူတော့စီးပြီးတော့တိုင်းကလှဲ့အလားမြင်ပြီပြိဿကြီးသူ့ဇာတာကိုမြင်လိုက်ဟာတေလာပါလားအမကြီးလှလိုက်ရင်ကွယ်သင်္ကေမရဲ့ဟဲ့မင်းကြီးမြောင်ဖေဟာကြည်စားဖို့ပါ မှားလားမမြင်ကြောင်းပါဗျာလှဘူးလားဟိလှလားဗျာတိတ်လှလားဗျာအေးတိတ်လှတာကိစ္စမရှိဘူးငါစိတ်ကတော့လေသူ့ကိုမြင်ကလေးကရွှေနန်းတော်ခေါ်ပြီးတော့အင်းမိဘရဲ့ခေါင်းကြီးမြောက်ချင်တော့တာပဲမှားလားပါဗျာမှားလားပါဗျာတိတ်ပြီးအုပ်ချုပ်တဲ့ဘယင်ပါဗျာအေးလေဘယင်မို့လို့ငါလူချင်းတဲ့ကိစ္စငါပြောနေတာပဲဟဲ့သွားဆောင်သွားဆောင်မိဒီကသာမိကလာအာသာမိကလာလို့ အမတ်တယောက်ဝါမေးဟဲ့ခင်ဗျာဟောကြည်စမ်းငါမမြင်ဘူးတဲ့အဝတ်စားတွေဝတ်လို့ပါလားဟဲ့မမြင်ဘူးတဲ့အဝတ်စားတွေပါလေလုံမနေနဲ့ငါအမတ်အမတ်အမတ်ဟဲ့ဘာကိစ္စရှိလို့တော့ဘာလို့ဆက်ရှိကြမလဲတင့်မာတာမိကလားအတာမိကလားဟဲ့လေရှိတယ်လားမရှိဘူးလားမေးတာဟဲ့ဟိုဘိုး မြင်ရတာဟိုလဲပေါ်မှာတပြာကြီးဝင့်ပြီးနွားနှကောင်မောင်းပြီးတော့သွားနေတဲ့လှေသမားကြီးကကျုပ်ရဲ့လင်သာကိုသူ့နဲ့တက်လို့ခေါ်တယ်လင်ရှိမရပါဘူးလင်ရှိမရပါဘူးရဲ့อืมခက်တော့တာပဲလင်ရှိမရမှန်းတော့ပြီးပြီဘယင်းတော်ဦးတင်လိုက်ကတို့ရှင်မင်းကြီးတော့ဒုက္ခဖြစ်တော့မယ်ထင်တယ် သူကမိဘရခေါင်းမြောက်ချင်းနေတဲ့လောကမိမာတွေအများကားနဲ့ငြင်းရကြိုက်တတ်တဲ့ရှင်မင်းဆိုတော့လေမကြင်ရရင်သူ့ဒုက္ခအလေးမှန်လေတိုင်းတော်တော်ဥတင်ရတော့မှာပဲဆိုပြီးတော့ဘရင်ထံပြန်သွားမှန်လားဗျာတာမိကဖြစ်ကြောင်းပါဗျာတာမိကဖြစ်ကြောင်းပါဗျာဟိုလဲဘောကတရားဝင့်ပြီးနောလကောင်ကိုမောင်းနေတဲ့လဲရမသည်သူ့ရဲ့လင်ယောက်ကြပါတယ်ဗျာ မင်းကြီးဗျာဟရာတော်ပြီတော်ပြီတော်ပြီသွားကြစို့မင်္ဂလာမရှိဘူးရွှေလန်းတော်ကြီးပြန်ပြီးတော့ဆဲ့ကြစို့ရဲ့ငါကြီးရတဲ့တန်ငယ်မအပမိကလင်မရှိပါဘူးဆိုရင်ရွှေလန်းတော်ခေါ်ရာဇဝလင်တင်းပြီးတော့အဘိတ်သိမ့်မြောက်လို့မိဖုရားကြီးအရာထားခြင်းလိုက်ပါပြီခုတော့ကွယ်တော့ မင်္ဂလာမရှိဘူးမင်္ဂလာမရှိဘူးသူ့ကိုငမ်းမမြင်ရခင်ဘယ်လိုကြောင့်ခိုးကောင်းတဲ့အရေရပါလိမ့်မလို့ခိုင်ခက်ဘူးလားသူ့ရည်ဆက်နဲ့သူ့ဟာနဲ့သူလောကမိမကြီးအများကြီးသူ့ရွှေလန်းတော်လဲတပြုံကြီးဒီရတဲ့သူများမကားကိုမှောက်မှောက်မှားမှားနဲ့စိတ်ဝင်စားပြန်တော့ပြန်ရတော့ ငါကိုယ်တော်သူ့မှာမိဖုရားမပြောက်ရရဲ့အသက်ရှင်နိုင်မှမဟုတ်ဘူးသို့တော်လည်းလင်းရှိမရဘူးဇွတ်အတင်းမိဖုရားမြောက်ပါလားတိုင်းပြည်ကငါကိုကဲ့ရဲ့တင်းကျူသက်ရင်းဆိုကြလိမ့်မယ်မင်းကြီးများဤတော့အမတ်တယောက်ကမလာပါဗျာကိုတော်ကြီးမိမအတွက်နဲ့စိတ်ရတဲ့မပွားပါနဲ့ဖုရားကျွန်တော်မျိုးကြီးအကြံပေးပါမယ်ဗျာအင်းကြောစားဟဲ့မလာပါဗျာလောကသက္ကဘုံရှိပါဗျာသူမရလို့ချင်းတုံးလင်းလှမ်းနဲ့ထိုးပါတယ်ဗျာဟေး ါတော့ဖဲ့။ဘာလာပါသူမရလို့ချင်းသူ့နဲ့လှမ်းနဲ့ထိုးပါဗျာ။ခက်တယ်ကွယ်။ငါဘယင်းကလှမ်းနဲ့သွားထိုးရအောင်လဲလွယ်မလားလို့။ဘာလာပါလွယ်တယ်လို့ရှိကြောင်းပါဗျာ။အေးကြောက်သားဟဲ့။ဘာလာပါဖယားကိုတော်မြတ်ကြီးဟိုဘယင်းကိုတော်မြတ်ကြီးရဲ့ဘရမရအောက်ဆောင်ပေးသနာပါဗျာ။ပါရမ ्या အောင်ဆောင်သူ့လင်သားလှဲပေါ်သွားတင်းဟဲ့မင်းကြီးများပါရမ ्या အောင်ဆောင်ဝတ်ဆင်ကျင်တယ်လို့ အမိတ်တော်ထားဖျက်ကျွန်တော်မျိုးကြီးများသူ့လင်သားရဲ့လဲပေါ်သွားရှာလို့တွေ့တဲ့အချိန်ခါမှာဗရမယမခုံးဆုံးပြီးတော့သိအောင်သားသူ့မယားလမ်းလက်တင်ပြီးတော့မိဖုရားမြောက်ချင်ရင်ရနိုင်ပါပြီဗျာကဲတော်တဲ့ကောင်ဟန်ကြမင်းအကြံပေးလို့နှုတ်မရင်ကဒီတငယ်မှလည်းဝေးတော့မယ်ကွမှန်လားပါဗျာဗရမယဥဆောင်ပေးသနာတော်ဘာဗျာဟဲ့ရောယူသွားယူသွားယူသွား ယူသွားဆိုတော့ဗရမယအုတ်ဆောင်ယူပြီးတော့မောင်သူနှစ်တလဲပေါ်သွားတင်ထားပြေသာဘသူပေါ်သွားတင်နော်မောင်သူနှစ်တရဲ့လဲပေါ်ကိုတင်ထားပြီးတော့ရှင်မယင်ကြီးကတင်လဲပြီးရောဟဲ့မင်းကြီးဗျာဗျာငါကိုယ်တော်များဗရမယအုတ်ဆောင်ကိုဝတ်ဆင်လို့တဲ့ဟဲ့ရှာကြကရှာကြကရှာကြကဟဲ့ဘယင်ပြည်စီဘယ်ရောက်တော့ဟဲ့ဘယင်ပြည်စီဘယ်ရောက်တော့ ဟော မရှိဘူးအင်းတိုင်ကန်ကြီးထွက်အလားနေပါဦးကျွတ်တူရွှေနန်းလုံးများကြာရဲ့ဘယ်ကြာရဲ့ဟောဒီပေါ်ပါလာတဲ့ကိစ္စကြီးဟဲ့မင်းကြီးများပရမီအောင်ဆောင်ဆက်လေမင်းကြီးများမလာပါပရမီအောင်ဆောင်မရှိပျောက်ဆုံးနေကြောင်းပါဗျာဟင်ဝတ်ရှင်ရင်နဲ့ကိစ္စဒင်းတို့ပေါ့လျော့ချလို့ ငါဘယင်ဝတ်ဆင်မဲ့ဗရမအုပ်ဆောင်ပြောက်တယ်ကွာယခုညရှာကြရှာကြဆိုတော့သွားရှာဘယ်မှမရှာဘူးလှဲစီသွားကျေးကဘယ်စီသွားလဲလှဲစီသွားရောပေါ့လှဲစီသူတို့ထားတဲ့ကိစ္စမောင်သူနဲ့တလှဲနောက်လိုက်သွားဟေးဟေးဟေးရဆန်းွက်မဲ့လှဲ ဟာဘာကိစ္စလဲခင်ဗျဘာကိစ္စရမလဲရှင်မင်းတိုင်းကလှိလှိပြီးတော့အလာမှာအခုဗရမယအုတ်ဆောင်ပျောက်ဆုံးနေပါသဖြင့်ဘယ်သူခိုးတယ်လဲလို့တို့လျှောက်ရှားနေတယ်မင်းလဲဘာငါတို့ရှာရလိမ့်မယ်ရှာပါခင်ဗျာကျွန်တော်လဲဖို့ဘာမှမပါပါဘူးခင်ဗျာကျွန်တော်လဲဖို့မှာမရလေသူ့မိဘခြံတစ်နှစ်တစ်ခေါက်အကြော့ရောက်ရှင်တယ်ဆိုလို့မိဘများအတွေ့ ပူဇော်ရန်ဝတ္ထုပစ္စည်းတွေတော့ပါပါတယ်ရှားပါခင်ဗျာရှားပါခင်ဗျာမသိရှားဘူးမသိလို့အရှာခိုင်းတော့လဲပေါ်လန်လွန့်ပြီးတော့ရှာလိုက်ဟောတွေ့ပြီတွေ့ပြီမင်းကြီးရတခိုးလာခဲ့ဟေးလာခဲ့ဟာဟေးနေပါဦးခင်ဗျာဘာလို့ကျွန်တော်ကိုတခိုးဆိုတာလဲဘာလို့တခိုးဆိုရမလဲကွာမြင်ရတယ်မှမင်းဆဲလို့လားဘယ်လိုများဥစ္စာ ကျွန်တော်မခိုးရပါဘူးကျွန်တော်သခွန်းမဟုတ်ပါဘူးခင်ဗျာဘယ်နဲ့တော့ဒီရှင်းမရရဲ့ပစ္စည်းကကျွန်တော်လဲပေါ်လာပြီးတော့ရောက်နေပါလိမ့်မတော်ဟေးဘယ်လိုလာတင်ပြီးတော့ညံရှင်ပြီးငါ့ကိုသခိုးလို့ဖမ်းပါလိမ့်မတော်ဒီကောင်မဲ့လူသားวะတို့အမတ်ဒီကပဲမင်းလဲပေါ်တင်ပြီးတမင်တက်တက်မင်းသခိုးလို့ဖမ်းတယ်လို့လို့မင်းဘာပြောတာ တ်တွေ့တာမခုံးလို့ပေါ့ကွာမခုံးဘူးကျင်တော်မခုံးဘူးကျင်တော်သခုံးတော့ဘူးဟောဒီလေဘောကိုဒီဗရမယောင်းရှောင်းလာတင်တဲ့လူယုံမာရီသာသခုံးအဲ့တော့ကြည့်ပြောကြည့်ပြောဘယ်လိုလာတင်တဲ့လူမင်းသိတလားမသိလို့ပေါ့ဗျာမသိလို့ပေါ့ကျုံမြောက်ပြည်ရလေအဲ့ဒီသခုံးကိုကျုပ်ဒီတိုင်းမသာဘူးဘုရင်ကြီးကိုတော်တော်ဦးတင်မယ် သိပါဘူးပဲဗျာအဲ့ကျင်းလို့ပဲသိလို့ဟာဘူးသားပုံတော့မသိပဲတိမြန်သိလိုက်အဲ့ဒီအမတ်ကဒုက္ခမသိလို့ဘောအော်ဒုက္ခသာပြောရတာကိုပိဿာဘယင်ကလည်းသူတို့ဘယင်ဆိုတော့ဂွအကြလားဟေးတမလာမင်းလိုက်ခဲ့တခါတည်းလက်ဆွဲခေါ်တော့သူ့ဇာတာလေးကမြင်းပြီဟောဘိုးတို့အမလေးကြောက်နေတာကိုသူ့နေတာကိုမလည်းကြောင့်ဆွဲခေါ်ကြတာတော့ မောင်ရေကိုကုလတာပြုတ်မောင်ကြီးပြုတ်မောင်ကြီးပဲနဲ့ကြောင့်အမတ်တေဆွဲခွန်ချင်းကိုခံရပါလိမ့်မယ်ဆိုနောက်ကအပြေးကလေးလိုက်လိုက်ရင်းလိုက်ရင်းနဲ့တရားနာပိတ်တာမောင်သူနဲ့တာဘရင်ရှိဆိုင်သွားဟဲ့မင်းကြီးများဘုရားဗရမယောရှောင်းဆင်းလုံးငါပြောနေမှန်တာပါဗျာဗရမယောအုတ်ရှောင်းပျောက်သွားတဲ့ဒီဗရမယောအုတ်ဆောင်ခိုးတဲ့တခိုးကိုလိုက်ရှာတာအခုတွေ့ခဲ့ပါဘူးဗျာ ပါရမီရောရှောင်းတခိုးဖြစ်ကြောင်းပါဗျာဟေးတယ်လက်တော်တဲ့ယောက်ျားอืมဘယင့်ပစ္စည်းမင်းမို့ရဲရဲဝံ့ဝံ့ဒီအမတ်ဒီစစ်အင်္ဂါတွေတဲ့ဝင်ပြီးတော့ခိုးရဲရဲကွယ်တော်လဲတော်ပါရဲ့တယ်လက်တော်တဲ့ယောက်ျားဟဲ့ခင်ဗျာဗျာဒါဖြင့်ဘယ်လိုစီရင်ရမှန်လားပါဗျာ တမန်ငါရှန်ကအပြင်းပစ္စည်းကိုခိုးတဲ့တခိုးမဟုတ်အတွင်းပစ္စည်းဘယင်ရဲ့ပရမယအုပ်ရှောင်းခေါင်းပေါ်မှာတင်အမြတ်တနှုတ်ထားတဲ့ပစ္စည်းကိုခိုးတဲ့ယောက်ျားမဟုတ်မသိမချင်းအခုချက်ချင်းအနာဘဝသားလက်မှာအပ်ပြီးတတ်ထိုက်ကြောင်းပါဗျာရောက်သွားပြီသူစားတာဟင်ကိုသူနိတာပြုံပေါင်းကြီးအမလေးဘယင်ပစ္စည်းတွေပါခိုးပြီးတော့ခုလိုလိုက်သွားရပါလိမ့်ကတော့ ဆံမလေးဖယားချမြေကြီးစာလေးနဲ့ဘိုးဘိုးတို့ဘိုးဘိုးတို့ဟဲ့တကယ်မှပါတော့ကုသလိတာကိုဘာလို့ကြမလို့လဲဘာလို့ရမလဲဗရင်ဗရင်ဗရမယာအုပ်ဆောင်ကိုခေါ်လို့အခုဘရင်ကတန်းစီဆိုတဲ့အမိန့်တော်ကြီးချထားတယ်မဟုတ်ပါဘူးထင်မလို့ကြပါနဲ့ကျုပ်လင်သားကသူများပေးတဲ့ပစ္စည်းကိုအင်းတရွေးသားမှမခိုးဘူးပါဘူးဝါချန်တဲ့စိတ်တော်မယူဘူးပါဘူး ဩဒီတငယ်မတဲခဲနေဝါချန်းတစိတ်ကဘာသုံးဖြစ်လို့တို့ဗရမယာအုပ်ဆောင်သူတို့တက်သက်လုံးချမ်းသာနိုင်တဲ့ပစ္စည်းဖို့ခေါ်တာဗောဟာမခေါ်ပါဘူးဘယ်လိုနည်းနဲ့မှမခေါ်ပါဘူးကိုသူနေတာခိုးများခိုးလေသလားမောင်ရဲ့ကိုသူနေတာခိုးလို့အခုလို့ရလိုပဲရစ်တင်ပြီးတော့ခံရလေသလားနှမမောင်မခိုးပါဘူးကွယ်မောင်မခိုးပဲလေတခိုးလို့အဆွဲခံရတာပဲဟင် နေပါဦးဘူးဒီဒီစီပဲကတွေ့ကြနင်းလင်လားဆဲဘောကတွေ့နင်းလင်လားဆဲဘောကတွေ့လို့အခုဖမ်းလာတယ်ဟင်တန်တော်တလူကိုသူနိတာတော်လဲဘောကတွေ့ရတော်ခိုးလို့သာပေါ့တော်မခိုးပဲနဲ့ဒီလိုဖမ်းခံရပါမလားဟင်ကြည့်စမ်းတယ်နဲ့ရစ်စက်တဲ့မိမငါ့ကိုဒင်းကတောင်းတခိုးလို့ပြောနေយ៉ាងပြီး 嗯，弟弟，俺弟弟嘞，哭着，心没我米了，没被俺搂起来，没嘛，俺咋着没人理解吧？不，来我个心比着接近小么嘞？啊，哭着嘞，来我个心比着那个，不因我米了，没被俺搂起来，谁家叫？弟弟是俺来我要打手脚，没没有。 မိမ့်မယုံကြည်ဘူးငါ့ကိုသိအောင်ကြားလဲမိမ့်ပါပါလားကိုသူနေတာကြုတ်ကိုထင်မလွဲနဲ့နော်မဟုတ်ဘူးကြုတ်ကိုလာတော့မိပါရဲ့တာမိကလားအတာမိကလားတဲ့ဟိုလဲဘောကကြုတ်နေလားလို့တော့ပြောမိလိုက်ပါရဲ့ဒီပစ္စည်းလဲဘောရောက်တာကြုတ်နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါလို့သူ့သာတာလေးပြောနေခဲ့ဟဲ့မင်းကြီးများရှင်ပြူတော်နဲ့တိုင်းသားလူကြီးထွက်ပြီးတော့အလာမယခုလောက်အချိန်ကြန့်ကြရင်ချင်းတိုင်းပြည်ရအဖျားပြားကြီးရွှေနန်းတော်ကြ မိလာကံတပွင်ပွဲနှွှဲရအချိန်နောက်ကြလိမ့်မယ်မြန်မြန်စီရင်ရမင်းကြီးဗျာမြန်မြန်စီရင်ရဆိုတော့အနာပကွက်သားကဓမာကြီးကြိုက်လို့စင့်နေတုံးတော့မောင်သူနစ်တလယ်ပင်လေးတင်းလို့စင်တော့မယ်မျက်ရည်ကြားထဲကသူ့လင်သားကြီးကိုသူ့နစ်တပြုတ်ပေါင်းကြီးအဲ့ဒါလေဟုတ်သက်ကြတော့မယ်ထင်ပါရဲ့ကိုသူ့နစ်တကျုပ်တစ္ဆာဆိုပဲကိုသူ့နစ်တရဲ့ အိုးနှစ်ရအပေါင်းနှစ်အကောင်တို့ကျွန်တော်မျိုးမအီလင်သားပြီငဲရစီအချိန်ကစပြီးတော့သူများပြစ်စည်းဆိုရင်ဝါချမ်းတသိမ့်ရမခိုးဘူးပါဘယ်ရဲ့ပြစ်စည်းကိုခိုးဖို့ဆိုတာလေလေသားသားဘယ်တော့မှမခိုးဘူးတဲ့လင်သားအခုတခိုးဆိုပြီးတော့ဖန်ပြီးတတ်ကြတော့မလို့တဲ့ကျွန်တော်မျိုးမပြောတဲ့စကားကြီးမှန်ကန်သောတစ္ဆာစကားဖြစ်ပါသည်တို့ပါရဲ့ သူတော်ကောင်းတို့နှအပေါင်းတို့ဝိုင်းဝန်းပြီးတော့ကူညီကြပါဆောက်ရှောက်ကြပါခုံတော်လို့လက်အုပ်ကလေးချီပြီးတော့တိုင်တယ်လိုက်တာဘေးဆိုင်ကြီးဘယ်ဖြစ်အောင်ကြားတော့ဆိုတော့တာဝရိနာတရားထံရောက်သွားဘေးဆိုင်ကြီးသူ့တရားနေရာလူမဲ့ရန်သူမပေါ်ဘူးမောင်သူနိတ္တတတ်မလို့သူ့ဇာတာကိုမိဖုရားမြောက်မလို့ကြမ်းနေတဲ့ မကောင်းတဲ့ကာမေတုမိစ္ဆာစာရကံကြီးကိုကျူးလွန်တော့မယ်ပြမရာမင်းကြီးမြင်ရောအင်းဒီကိစ္စငါတရားမဆင်းလို့မတော်ပါလားလူကြီးကလူယုံမာများဒီတိုင်းထားလို့ရှင်ဒုက္ခများရကြီးရဲ့ဆိုပြီးတော့တရားမဆင်းလားကိစ္စတရားဆင်းလားဗလားတရားဆင်းလာပြီးတော့တရားကကောင်းခင်အကြောင်းမောင်သူနေတာဆင်းပြီတော့မတင်း တရားမင်းမှီမမှီတော့မသိဘူးအာနာဘကွယ်သားကခတ်တုတ်တုတ်ဟေးခေါခေါနဲ့ပြမရာမင်းကြီးကအမိတ်အခမောင်တုနစ်တစင်ဒီတုံးပေါ်တင်ထားတဲ့လေဝင်းကလေးကိုအာနာဘကွယ်သားကဓမ္မကြီးနဲ့တအားလွှဲပြီးတော့ခုတ်လိုက်တဲ့တခါတိနဲ့ပြတ်သွားသူစားတာလေဟေးမင်းကတော့ကြောက်ကြရချင်ပါရဲ့မောင်ရဲ့ကောင်းတုနစ်တ ဟမလေးဘဝဆုံးရှာပါဘောလားကိုသူနိတသေရတာကြုတ်ကြောင်သေရတာပဲကိုသူနိတသေပြီမရှိတော့ဘူးတွမျက်နှာကိုကြုံအားရအောင်ကြည့်မယ်ကိုသူနိတရဲ့အဲ့မြင့်ရေချားတဲ့ကမျက်နှာအုပ်ထားတဲ့လက်ဝါးကလေးဖွင့်အကြည့်လိုက်အာနာဘကွယ်သားကဆံပင်ကိုက်ပြီးတော့တခါတည်းကလူမြောက်ကြည့်လိုက်ဟာအာပြောကောင်းမြေမရာမင်းကြီးကောင်းကြီးဖြစ် ဒီကဘလူကောင်းကြီးဖြစ်နေဟာဟင်ဘလင်ဟင်သူတတလတ်သွားကိုတို့လည်းတော့မဟုတ်ပါလားရှင်မင်းကြီးရဲ့ခေါင်းဟင်ကိုတို့လည်းတော့ရောက်နေပါလိမ့်မလို့ကိုသူနဲ့တော့ပဲရောက်နေပါလိမ့်မယ်လို့ကြည်လိုက်တော့တရားမင်းလူပြောင်းလူလွဲလောက်ထားတယ် မဲတရားလေအတတ်နိုင်တာညရင်တော့ချူတာပေါ့ညရင်တော့လို့စီလေးပါလေးကျုံးရလားကိုတရားတတ်နိုင်တယ်ပရိသတ်ရဲ့လူပြောင်းလူလွဲလှုပ်ထားဟောမောင်သူနိတာကဆင်ပြူတော်ပေါ်ဆွန့်ဆွန့်ကြီးဗျာအဲ့ဒီလိုရဗရာမင်းကြီးရဲ့ဆံမင်းအုတ်ဆောင်ကိုင်းလို့ခေါင်းကြီးကိုဟောတယ်လို့မှပြီးတော့လေအာနာပကွက်သားဟင် ကိုတော်ကြီးကိုတော်ကြီးအမလေးကိုဇူးနေပါတော့လားသူနဲ့တဆုပ်ပြီးတော့ငါတက်လိုက်တာဗြမရာမင်းကြီးဖြစ်နေပြီဒါသာဘေးကမြင်တဲ့လူတွေဘယ်သူမှမငိုဗြမရာမင်းခေါင်းပြကြီးကန်ပြီးဘသူရင်ငိုတော့ဆိုတော့အာနာပကွက်သားတယောက်ထဲမှာကိုတော်ကြီး ကိုရောကြီးတယောက်ထဲငိုတယ်သူကဘာလို့ငိုတော့ဆိုတော့ငါဒီလူသားမှစားရတဲ့အာနာဘခွေသားဟေးငါလူတွေအသာခိုင်းနေတဲ့ပြမရာမင်းကြီးမရှိရင်တော့ငါနောက်လူမသက်ရတော့ဘူးလူမသက်ရရင်ငါလူသက်ခငွေမရတော့ဘူး ငါကိုကျွေးနေတဲ့ကျေးဇူးရှင်ကြီးပဲပြီလို့အမဲသူနေရာနဲ့သူတော့ကျေးဇူးရှင်လို့အခေါ်သားကိုပြိဿရဲ့ပဲပြီငါကျေးဇူးရှင်ကြီးသေပါဘောလားလို့ရမရမင်းအတွက်အာနာပကွက်သားတယောက်ထဲငူ၍ဟောမောင်သူနေတာကဆင်ပြူတော်ဘောအယောက်အဲ့ဒီကြတော့မှကြမ်းမင်းကကောင်းတယ်ကကိုယ်တိုင်ပြ ရုပ်ရုပ်တဲတဲပေါ်လေတရားနာပိတာအဲ့ဒီနာဖြစ်ပြက်နေကုန်ရှင်မရင်ကုန်ငကူကမှကြည့်ရင်ရလို့ရောက်လာတဲ့တိုင်းလူကြီးသားလူအများကလည်းပြညာအုံကြွကြွရောက်လာကြ။ဟာဘယ်လိုဖြစ်တာပါလိမ့်။ဟဲ့ဘယင်ကြီးပြေမလဲခွာ။ဟာပြေမလဲပြေမှာတော့အခုဆင်းပြူတာနဲ့ခွာလား။အမလေးဆင်းပြူတော့မဘယင်မဟုတ်ဘူးဗျ။ဘယင်မဟုတ်ဘူးဗျ။ဟာဟေးသေးတာမဟုတ်ဆဲကရှင်တက်တယ်နဲ့ဘာကောင်းကြီးရောဟာ။ကြားမှမသိဘူး။ရှင်တက်တယ်နဲ့ဘာကောင်းကြီးမှမသိဘူးတဲ့။ တရားမမြင်ဘူးတော့ခက်သားလားပြိတာကြီးမေးအောင်ခင်ဗျားတို့တရားမြင်ဘူးလားမြင်ဘူးရောပေါ့ပိုက်ထဲတောင်ခဏခဏထဲတောင်ဟိုတရားတော့မြင်ဘူးဘူးကြည့်ဟိုမှာအွှွန်တက်တယ်နဲ့အခုခေလူတဲ့တရားကိုမမြင်ရတော့ကြီးရုပ်ပုံနဲ့မှလာမြင်ရတော့ကြီးခေါလုံးကတော့လူပြေလူယုံမာတွေပေါ်ရင်တရားမဲဆင်းဆင်းပြီးတော့လာခဲ့သည် အခုတော့လည်းတရားကမဆင်းတော့ဘူးဆင်းလို့လည်းမဖြစ်တော့ဘူး ဆင်းရဲလဲတရားနတ်ပြည်ပြန်ရဖို့မလွယ်ဘူး။နေရာမှာမဟုတ်ပဲလေ။နေရာမှာမဟုတ်ပဲဟိုလျှောက်ဆင်းရဒီလျှောက်ဆင်းရလွယ်မှမလွယ်တော့ပဲ။ကြည့်တရားနာပြီတကြီး။တရားမင်းကကိုယ်တိုင်ပြရဲ့။အိုးတက်လူကြီးကလူအများတို့။ယမရာမင်းဤသူများရဲ့လင်းရှိမယားကိုပြင်းမှမလို့မကောင်းတဲ့ကံကြီးကိုသူကြံနေပြီကြံယုံနေမှာကပြုတ်နေပြီ။ ခန္ဓာကိုယ်ကလည်းပြုနေသည်လက်ညှိုးထိုးနေသည်ပါးစပ်ကလည်းပတ်ဟဲ့လို့ခိုင်းနေသည်စိတ်ကလည်းကြမ်းနေသည်ဒါကြောင့်သူဒီမကောက်နဲ့ကံကိုပြုသဖြင့်သူပြုတဲ့ကံအိုးတန်ယူဒီသာလူများတို့သူသာခိုင်းရသည်မကောက်နဲ့ကံပြုသည်များဒီလိုခံရမယ်ဆိုတာသင်တို့ပဲသတိထားကြကုန်တော့ယခုအဋ္ဌိဏဒါနသိက္ခာပုဂ္ဂိုလ်ကျူးလွန်ခြင်းမရှိဘူး ဗရမယအုတ်ဆောင်ကိုသူတို့တင်ပြီးသူတို့သခိုးလို့ဆူဆွဲခြင်းများလာဖြစ်သည်သို့ပါ၍ဗြမရာမင်းကြီးရဲ့ဆိုရုံမှာပါကပင်တို့သည်ကိုပြုတ်တဲ့ကံကိုသာခံရမယ်မောင်တုနစ်တကဲ့သို့ကောင်းသောကာယကဝစီကမနောကမှုတွေပြုတ်ပါကယခုကဲ့သို့ဆင်ယူတော်ပေါ်တင်ပြီးတော့ရှင်မင်းဖြစ်တာကိုကြည့်ကြငါကိုယ်ရေဖိတ်သိသုံးလောက်နဲ့မဟဲ့လို့ မောင်တို့နဲ့တည်းမရသေးသူ့ဇာတာရွှေလဲဆွဲလို့ဆင်းပြူတော့ဥပင်မော်တင်ွေးတရားမင်းကိုယ်တိုင်လက်ဆိုင်တိုင်းပြည်ကိုတရားသဖြင့်အုတ်ချုပ်ပါလို့လို့အနံခဲ့ပါတယ်ဗျာမောင်တို့နဲ့တို့ဘာဖြစ်သွားလဲရှင်မင်းဖြစ်သွားပါလားရှင်မင်းဖြစ်သွားပြီနော်ရှင်မင်းဖြစ်သွားတော့ပေးထားတဲ့ဇာလန်းနာမည်ကပါတယ် ကိုပြုတဲ့ကံကိုသာခံပေးတဲ့နာမည်နဲ့ကဇက်ထုံးနဲ့ကကြိုက်ကြလားဇက်ပေါင်းရအောင်ဟိအဲ့ဒီလိုအတိတ်တော်ကိုဆောင်ရွက်ဖရာကိုတော်မြတ်ကရှိတာတော်ဒေဝရတိဒီဘဝမှာငါဖရာကိုတတ်အောင်ကြံစီပြီတတ်ရအောင်ကြံစီပြီမဟုတ်ဘဝတော့ကလည်းဒီလိုကြံခဲ့ဘူးတယ်ဟောလောဘဝက တကြမင်းဒီငါဤသားကြီးရှင်အလူရောက်တာဖြစ်လာတဲ့ခြေသားတော်နားထောင်နားထောင်ဇက်ပေါင်းလေး9မိနစ်မကြာဘူးပေးတာကြီးနောက်ဘဝကတကြမင်းကဘာဖြစ်လာတယ်သူတို့ဖရားလက်ထက်ရှင်အလူရောက်တာဖြစ်လာတယ်ဟောနောက်ဘဝကမောင်တုနေတာကိုတတ်မလို့ကြံရွယ်နေတဲ့တန်ပြေအုပ်ချုပ်သောဗြမရရှင်ဘရင်သည် ယခုငါဖះကိုတတ်ဖို့ကြံနေတဲ့ဒေဝရဖြစ်လာတဲ့ရှင်သားတို့ရေသာကြီးဟိုနောက်ဘွားကပြင်မရမင်းကြီးကဖះလက်ထက်ပါလာဖြစ်ဒေဝရဟောနောက်ဘွားကမောင်သူနိတ္တလို့ခေါ်တဲ့မျက်လုံးလှတဲ့ယောက်ျားကြီးရှင်သားတို့ယခုငါဖះဖြစ်လာတဲ့ရှင်သားတို့ဟောလောကဘဝကမောင်တုလိတ္တရဲ့မယားဖြစ်တဲ့သူဇာတာကြီးယခု ယာဟုလမေတော်ဖြစ်လာတဲ့ चित्त တို့ပြေကယာဟုလမေတော်ဆိုတာဘယ်သူတို့ယင်ကြည်တာနော်ဘုရားကိုယ်တော်များအသုံးနှုံးဘုရားကဒီဘုရားမှာငါအွာလို့မပြောဘူးယာဟုလမေတော်မကြကြောက်တော့ခုခေတ်ကလည်းဘုရားကိုယ်တော်များသာသမီတွေဆိုတော့သူတို့ကလည်းအသုံးနှုံးကတမျိုးအမဲသာသာတို့အဖေပြောနေတာလေသမီးတို့အဖေတဲ့ မဲကိုလင်ကိုပြောရမှာဘူးဒီတချို့ကအရှက်သားမဲတချို့မိမတွေကြတော့တော့တငယ်ချင်းတဲ့ရွတ်တို့ဘုန်းကြီးတွေလျှောက်တော့ဦးစင်းတို့တကာကြီးတဲ့ဘယ်တော့မှသူ့လင်သူ့လင်လို့မပြောဘူးဖရာကိုတော်မြတ်အသုံးလုံးကိုပြိထားတယ်ဖရာသားသမီးတွေမို့နဲ့တူပါရဲ့တချို့ကြတော့လေကိုလင်သားနာမည်မခေါ်ဘူးတချို့မိမများသမင်းစားကနေစာလျှောက်တဲ့အတိုင်းပဲဟေးသမင်းစားရဟာဘာလို့မှမသိဘူး လင်းနာမယ်ခေါ်ရမှာအတော်ရှက်တယ်။တချို့ကျတော့လည်းတို့အိမ်ကလူကြီးတဲ့။တချို့မိမကျတော့လည်းအရင်မရှိဖြံပြီးတို့အိမ်ကဟာကြီးတဲ့ဘာကြီးမှမသိဘူး။အိမ်ကလူကြီးဆိုတော်သေး။ဟိုအသုံးနှုံးနေပြောပါလေ။ဒါကြောင့်တရားနာပြီသားကြီးဘုရားကိုယ်တော်မြတ်ကအဲ့လိုဇတ်တော်ကိုပေါင်းတော်မူပြီးဇတ်ပေါင်းတာတော့တီးပြီးကျုပ်ပြန်မေးမယ်အိမ်ကမပြောတာဖြစ်ရှိနေမှာဆိုလို့ပရိသတ်ကြီးဟိုခုနကပြောခဲ့တဲ့ဇတ်ထုတ်ထဲမှာ တရားမင်းကဘာလာဖြစ်ပါလိမ့်မလို့မပြီးမသဖြေပါတော့ပြီးပြီးသတာဆိုရင်ဘေးလူတွေနားလည်နေမှာဆိုလို့ရှင်အနုယုတ်တာပါဖရာပရိသတ်ကြီးတရားမင်းကဘာလာဖြစ်တယ်ဗျမရာမင်းကြီးကဘာလာဖြစ်တယ်သူဇာတာလေးကဘာလာဖြစ်တယ် ဟုတ်ပြီမောင်သူနိတလေးကဘာလာဖြစ်တယ်မြတ်စွာဘုရားလာဖြစ်ပါရဲ့ခရားဟုတ်သွားပါလားဟိအဲ့ဒါလို့ဇတ်တော်ကိုပေါင်းလိုက်သောချိန်ခါမှာအတိတ်ဇတ်ကြောင့်နာရတဲ့တန်ဃာတော်အရှင်မြတ်များသည်ဒေသနာဝတ္တာလေးသောတာပတ္တိခလာဒီနိလို့ဆိုတော့သောတာပန်တဂရကအနာဂံဟန္တာကြီးဖြစ်ကြဘာကြောင့်ဖြစ်တစ္ဆာဆိုင်သွားတာကိုပိဋကကြီးဘာဆိုင်သွားတာတော့ ဖယားကိုတော်မြတ်အတိတ်ဇာကြောင့်ကိုဟောတော်မူနေစဉ်မှာဩပြမရမင်းကြီးသည်သူ့ဇာတာကိုဆွဲလန်းမြစ်တက်ပြီးတော့လင်းရှိမှမသိမရှိမှမသိရှိမှန်သိတော်လည်းမရှောင်ရှားပဲနဲ့သူ့ဇာတာကိုဆွဲလန်းမြစ်တက်နေတဲ့အင်းကိစ္စဒီလူချင်းရမကြီးလို့ဒုက္ခရဲ့အကြောင်းတရားသမှုရိယသစ္စာပါလားထိုသမှုရိယသစ္စာကြီးအကြောင်းခံ၍ဗြဟ္မာမင်းကြီးသည် အသက်ဆုံးပြီးအထင်ခံစားလို့ရတဲ့အကျိုးတရားဒီဒုက္ခသစ္စာပါလားထိုသမှုရိယသစ္စာထိုဒုက္ခသစ္စာနှစ်ပါးတို့ဤတကယ်တော့ကြည့်လိုက်တော့မက္ခပစ္စာလို့ခေါ်တဲ့လမ်းကောင်းလမ်းမှနိဗ္ဗာန်ကိုရောက်နိုင်တဲ့ခရီးအမှန်ကြီးကိုမလျှောက်ပါကရောက်နိုင်ပြီမဟုတ်ပါလားလို့တမ္မာဒိဋ္ဌိအစတမ္မာတမ္မာဒီအစုံမက္ကင်ရှစ်ွယ်နဲ့ လမ်းကောင်းလမ်းမှန်ကြီးကိုလျှောက်လိုက်တာဟောနောက်ကဘုရားတပည့်သားတန်ဃာတော်များကြီးသောတာပန်သက္ကရာကအနာဂတ်ဟန္တာဖြစ်ကြ၍និရောဓသစ္စာဆိုင်လို့နိဗ္ဗာန်ရသွားကြပါတယ်ဆိုတဲ့ကိုပြုတ်တဲ့ကံကိုသာခံဇက်လမ်းပြီဒီကနေ့ည72နာရီပါပဲဗျာမနေ့ကလည်း72နာရီ ဒါကြောင့်ဇတ်ထုတ်ကလေးတွေကိုတူတူစီစီနဲ့လိုရင်းအချင်းချင်းချုံပြီးတော့နောက်ရက်လဲကျုပ်ဇတ်ထုတ်အစ်စ်တွေကြီးဟောမှာဖြစ်ပါတယ်ဗျာ။ဒါနောက်ကလိုက်ဆိုကြစမ်းဒါကဘာလုံးမှမြတ်သတ္တာသံဃာကိုစိတ်မြဲပါစေအာလောကယနေ့ကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေ။ အာလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိကကြီးကျမ်းပါကြပါစေ။ကုံမလားမေတ္တာပို့တာ။ကျန်သေးလား။ဖြေးပါဖြေးပါကျန်သေးလား။ဘုသူ့ခြံထားသေးတယ်။မတက်တဲ့လူတွေရော။အကုံပို့မိအေးလိုလုံးမှဆိုးလို့။မိအေးမေတ္တာပို့တာ33ဘုံခြံသာကြပါစေမောင်တုတ်ကြီးအလို့။ မန္တောကြသူလက်မတည့်ဘူးမတည့်ရလို့ခြံထားမှစိုးလို့ကျုပ်လေဒီတရားဟောလို့ဟောဒီတိတ်ခွေတွေကကျုပ်တရားမေတ္တာကိုလေးနားထောင်ပြီးတော့ဘကိုးရောက်တော့မအေးဆိုတဲ့မိမကငွေ90လားစုရှင်ဘုရားတရားကတပည့်တော်မှနဲ့တဲ့လွန်းလို့အတော်အဆင်ပြေသွားတာသူ့ယောက်ျားကမောင်တုတ်ကြီးတွေမောင်တုတ်ကြီးနဲ့သူနဲ့ကတခြားစီနေတာဟာဒါဒီထဲပြောနောက်ဒီတိတ်ခွေအဲ့ဒီညာရောက်နေ အဲ့ဒီမှန်လာတော့ပြောတာပေါ့လေဒီလိုမေတ္တာပို့တိုင်းပို့တိုင်းတည်ရင်းဆိုသူမပါဘူးပကိုးတော့မလျှောက်တာအေးကွာမင်းတို့ဓာရီထုတ်ရင်ဓာလေးတော့ဖြတ်ချင်းဖြတ်ပြလိုက်ကြကွာဓာကြီးရောက်တော့မိအေးရကိစ္စမျိုးမောင်တူကြီးကငါလားဒေါ်ပွားလေးခက်လားဒါကြောင့်တရားရပြီဓာကြီးဘသူမှမချမ်းတော့ဘူးချမ်းလေးရလားမချမ်းပါဘူး။ဒါကြောင့်အိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေက သဘောမကြပဲအပြစ်တွေကလည်းခြေရင်နဲ့ဘုံမုံးစီတွေတစ်တရားတည်တည်ကောင်းမင်းတို့အေရာဌာနတို့နိဝတ္တတုသီခရိတာပြန်ရပြီတော့နိဝတ္တတုမေတ္တာရေတခါဆောင်းလိုက်မယ်ပြစ်ပရားတွေဝေးရကမြစီရောခြေတရာဆွေကလျှမ်းပြီးကိုယ်စိတ်အပြာချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြောင်းရစေကုန်သည်